ဘုံဘုံရဲ့ဒီမှန်ချက်ကအခုဒီဘုရားအခုဗမုခချုပ်အဲ့ဒီနေရာအဖြစ်ဒီတရားရဲ့ဒီဘုံဘုံရဲ့ဒီမှန်ချက်ဒီဘုရားဘယ်လိုဆုံးသတ်မလဲဘုံဘုံဒီမှန်တာဝဲဝဲလင်းလင်းသူများတွေကတော့မမေးဘူးပေါ့အဲ့ဒီမေးခွန်းကိုသူများလည်းမဖြေဘူးဘူးနော်ခုတော့မေးလို့ရှိရင်ဖြေလိုက်ရအောင်ပါဘုန်းကဘုရားဖြစ်ခြင်းလို့ဆုတောင်းခဲ့တဲ့အကျင့်ကျေးဇူးတင်ပါတယ် ဒီဘွားနဲ့ညီတဲ့ပြည့်စုံဘွားကိုကျင့်မှုဒီဘွားကိုသိဖို့ဆိုတာတော့ဘုံကဒီဘွားအနောက်ဆုံးဘွားနဲ့ကိုယ်စိတ်ထဲမှာတခါမှမယိမ်းမှမဟုတ်ငါသူများတွေနားလဲအောင်အသိဉာဏ်တွေငါသိဘူးအောင်မယ်ငါငါကျွတ်တရားရရင်သူများတွေလည်းအကျွတ်တရားရစေချင်တယ်ဆိုရယ်စိတ်ထအဲ့ဒီစိတ်ဓာတ်နဲ့ငငယ်တုန်းကအကျဉ်းကြီးဘုရားစုပန်နေဘူးလေပေါ့ခိုင်ရဲတာမခိုင်ရဲတာတော့မသိသေးဘူးခုစုပန်တာကိုပြောတာ ဒီဘွားကိုငါအဆုံးတတ်မယ်ဆိုစိတ်မရှိဘူးသူတပည့်တော်လည်းမှန်တာကိုရောက်ပါအဲ့လိုရည်ရွယ်ချက်ကြီးတယ်ဗျာဒါတော့ကိုရည်ရွယ်ချက်တိုင်းဖြစ်နိုင်တယ်ဆရာတော်ကြီးတွေလည်းဒီလိုဘုရားစုပန်တာလေအများကြီးပဲပမာပြမှာဘယ်တော့တော့ဘုရားစုပန်တာလဲဟွသူကြည့်နေဆိုတော့ကြည့်စီခြင်းနဲ့လူသားလေးပုံထားတဲ့စိတ်ကိုဒီဘွားကလူဖြစ်တော့ကြည့်လို့ရတာလို့ကြည့်နိုင်ခဲ့ခြင်းကျင့်ရင်းကိုတင့်ရှင်ဒါကြောင့်ဘုန်းကြီးကဖြတ်တယ်။အင်းကျေတော်ယဟန်ဘုဒ္ဓ ဒီရက်ကကြီးမားတယ်ဗျာအများကြီးလိုလိုဒီလိုနဲ့ဝတ်တယ်အဲ့ဒီအတိဘုံဘုံရှောက်တဲ့အတိဟာတပည့်တော်တိကျင်တယ်တိကျင်တဲ့အတိုင်းကျင့်တယ်ကျင့်လို့ရတဲ့လောက်ကလေးဒီခေပောက်တယ်တပည့်တော်တော့လူကြီးတိုင်းတွေတော့အကုသူများတယ်သက်တော်တပည့်တော်ကုနေတာတစ်ခုပြောမယ်နော်ဒီနည်းတော့တစ်ခုပြောချင်တာကတော့အလုံးတစ်ခုလုံတော့မယ်ဆိုတဲ့အခါမှာနော်ညင်းဆိုတာရှိတယ် systematically ဖြစ်ဖို့လို့ကိုယ်အတွေ့နဲ့မလုပ်ရှေ့မှာလမ်းစဉ်ရှိတယ်ဘောပေါ့ဟုတ်မှာချင်းစဉ်တစ်ခုကိုကျင်းနေစဉ်သူချင်းစဉ်တွားနေတဲ့ဟာကိုယ်မှာတုတ်တာလို့ဆိုတာတွေကအမှန်အတိတ်ကစီးမြင်းလို့ဆိုတော့အတိတ်တုတ်တာရဲ့အတိတ်ကမြင်းကျူးအတိတ်ကိုဖတ်ဆိုတဲ့အခါမှာဗမာတွေကတုတ်တာတုတ်ဆိုတော့ဘာမှမသိတော့ဘူးပေါ့ဒီတတုံးကြီးတွေခွဲတဲ့အခါမှာရှေးတော့ကဒီလိုတွားကြီးတွေနဲ့ခွဲတာတွားကြီးတွေနဲ့ခွဲတဲ့အခါကျတော့မြင်းကျူးရိုက်ရတယ်အဲ့ အဲ့ဒါမြင်ကြိုးဒီကျင့်စဉ်တစ်ခုသွားတော့မယ်ဆိုရင်အဲ့ဒီလိုမြင်ကြိုးကိုရှိနေမြင်ကြိုးရှိတယ်ဆိုတာဥပမာမဟာသတိပ္ပဏာတုတ်ခေါ်တဲ့အကျင့်စဉ်တိုင်းကိုကျင့်မှာနော်အဲ့ဒီတကယ်ကိုကျင့်စဉ်ဟာဥပဒနာကျင့်စဉ်ဟာဘယ်လိုကျင့်ရမလဲသဘာထကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရမလဲဒီလိုအစ်အမှန်ရှိပါနော်ရှင်ရင်းစာအုပ်ကိုဖတ်လို့လည်းရတယ်ဒီလက်တွေ့ကျင့်နေတဲ့ပုံကျင့်ပုံကိုယ်တွေကြတော့တတိယတတိပေးကျင်တာကတော့ပုဂ္ဂိုလ်တွေ ကြတော့ဟိုအဘော်ကြီးထည့်ပြောတာဖြစ်တတ်တယ်ပုဂ္ဂိုလ်ကြီးဆရာလည်းပဲ viewer သူတို့လည်းတွေ့ကျင်သုံးတာတကယ်ကိုအပြောင်းလဲမရှိတဲ့စာပေကအားကိုလည်းဒေတာတင်နေတာနော်တရားကျင့်စဉ်ကိုအတိအကျရေးထားတဲ့ဝိသုဒ္ဓိမေကျမ်းကြီးတွေရှိမဟာစီဆရာတော်ကြီးရဲ့ဘာသာပြန်ထားတာရှိတယ်အဲ့ဒါကိုစာအုပ်နဲ့အညီလေ့လာပြီးတော့မှဒီလမ်းကြောင်းအတိုင်း သွားဖို့တော့လုံတာပေါ့နော်ဒါတော့ဘုကြည့်လို့ဒီစားအထုလို့ရတယ်ပါဘူးဟွန်းဘုံဘုံကြီးအမင်းရှိတဲ့တခါကျလုံးတော့ဒီလိုလည်းနားဆောင်လို့ဘုရှိတယ်ဟွန်းရှိတော့တာလေးလက်တိုက်ကျင့်မှများလာတော့တဘာဝသဘောပေါက်မှုဖြစ်အဲ့တော့အဲ့ဒီပုံမှာငါပိုင်ကြီးငါနဲ့သက်ဆိုင်ကြီးဒီမြဲကြီးဘာမှမရှိဘူးသဘောရပေါက်အဲ့ဒီပေါက်တာကိုပဲလေးပြင်းလေးပြင်းလေးပြင်းလေးသူကသဘောပေါက်မှုကိုကြည့်တာ ပါဆက်လို့ဒါဒီလောက်နေသဘောပေါက်ရင်မလုံလောက်သေးဘူးဟုတ်ပြီပါဆက်တယ်စခန်းနေအများကြီးရှိသေးတယ်ဒီမှာနော်စခန်းဒီတမာရီကျင့်စဉ်နဲ့ကိုဒီအာယုန်တစ်ခုပေါ်မှာကိုဘလောက်ထားပြီးတော့ဘယ်အဆင့်ထိကိုသွားမလဲဆိုတာကိုကြည့်အောင်နော်ဝိပဿနာဉာဏ်ကလည်းအဆင့်ဖြင့်ဆက်နေရှိမနေ့ကအဲ့ဒီတော်ရဲ့ဒီ X-ray chart ကိုကြည့်ပြီးတော့ cancer lungs cancer လာမသိဘူး ဒီလိုဆိုရင်လည်းအချိန်မတပဲ့တော့အိမ်မှာပြည့်စင်နေတယ်။တကယ်လို့ဟိုကဖုံးလာလို့ရှိရင်ဒီအတိုင်းကဟုတ်တယ်ဆိုတာကလည်းစိတ်ထဲလက်ခံတယ်။အဲဒီအချိန်မှာတကယ်လို့စိတ်ကိုပြင်ဆင်ထားတယ်လေ့ကျင့်လာမှာပေါ့။အကောင်းဆုံးကတော့ဝိပဿနာကျင့်နေတာဟာအကောင်းဆုံး။အခုအဲ့တော့တပဲ့တော့အခုလျှောက်တာဝိပဿနာကျင့်နေတာ။ဝိပဿနာကျင့်စဉ်လာအစလေးပဲတွေးနေတော့ဆိုတဲ့အဆင့်ပဲရှိမယ်။ဆက်ကျင့်ဖို့ပြပြပါအောင်ကဲ။ပြောလို့ဟုတ်မဟုတ် ကဲအစအစပြောဘယ်လိုကျင့်တာပြောအဲ့ဒီတမ်းမှာဆုံးဖြတ်လို့ရပါလေအခုဆရာတော်ဗျာမိတ်ကြီးလိုက်တဲ့အချိန်မှာတပည့်လိုစိတ်ကြီးထိတ်နေအဲ့ဒါကိုတပည့်လိုအခုတည်နေတည်လိုက်တဲ့အချိန်မှာအဲ့စိတ်ကြီးတော့ဆိုတော့ထပ်ပြီးအဲ့ဒီတည်တဲ့အချိန်မရှိတော့ဘူးမရှိတော့ဘူးဆိုတော့ညီတဲ့အချိန်မှာဘဝကအဆန်းကြီးဒီလိုလိုစိတ်ကြီးအခုဆက်နားထောင်နေနားထောင်လို့ကြားသူကဆက်နေတယ်တပည့်လိုနားမထောင် ကြားအဲ့တော့နားထောင်ရင်တကယ်လို့ပြဿနာဖြစ်နေပါလားဆိုအဲ့အကြအာရုံနောက်နောက်ရှိပြီးတိ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 ဟုတ်ပြီးတော့ပြီးတော့ဘာအာရုံလာအောင်လဲဆိုတော့ကိုယ်စောင့်စောင့်နေတဲ့အချိန်မှာဘာမှမဖြစ်တော့တဲ့အတိတစ်ခုအဲ့ဒီအတိတစ်ခုကလည်းဆက်ကြည့်တဲ့အချိန်မှာငြိမ်ငြဲလို့ထင်ပထမတိလိုက်တာလည်းသူဆရာတော်ပြောရှောက်နေချင်းမရှိတော့ဘူးတကယ်တော့တိစရာကိုတိနေတဲ့အတိတစ်ခုဆိုတော့မတွဲလည်းမရှိတော့ဘူး အဲ့ဒါကိုတွေ့တော့တော်တော်အချိန်ကြာလေးပြီးကြာအားထုတ်အဲ့ဒီနည်းလမ်းမှန်လားဗျာအစပဲရှိသေးတယ်ဟုတ်ပြီဘာဆက်လို့ရမယ့်ဟာဒီအများရွယ်ရှိသေးတယ်ဘာဆက်လို့ဆက်လို့ရမယ်ဆိုတော့ခုနကတည်းကအပြင်အာယုံကိုစောင့်နေတာမလုံးနဲ့ဒီမှာနော်ဟိုနားကကြားမှမျက်စိကမြင်မှဆိုတဲ့အပြင်အာယုံကြီးစောင့်နေတာမလုံးဘူးကိုယ်စိတ်လေးကိုခြိတိုင်းလေးတစ်ခုထားအာနာပါနာဆိုတော့အာနာပါနာလေးဒီစက္ကန့်မလတ် စက္ကမလတ်ခြိတိုင်းလေးတစ်ခုထားဖို့လို့ဒီမှာအဲစက္ကမလတ်ရှုနေတဲ့အာယုန်လေးဟာယုဒ္ဓမနန္ဒမတစ်ခုဖြစ်နေတာအဲဒီယုဒ္ဓမနန္ဒမအာယုန်ဒီပေါ်မှာခေါဏကနမတိတိယမှာသူရဲ့တဘာဝအရင်ပြအောင်တော့မမြဲတာကိုအရင်သိတာခုံကျော်နေတယ်ဒီမှာမမြဲတာကိုအရင်တွေးတာဟာခုံကျော်ရင်းဖြစ်တယ်အဲဒါကြောင့်မို့စာလို့ပြောမယ်ဆိုရင်တဘာဝဓမ္မကိုကြည့်တယ်ဆိုတဲ့အခါမှာနမတိကအင်ဒီဗီဂျူအယ်ကာရက်တာရစ်စတစ်လို့ခေါ်တယ် သဘာဝလက္ခဏာကိုအရင်ကြည့်ရတယ်နော်သဘာဝလက္ခဏာမျိုးကြည့်ကြည့်သဘာဝလက္ခဏာကိုပိုင်းပိုင်းနဲ့နဲ့သိပြီသဘာဝလက္ခဏာဆိုဒီမှာသဘာဝတရားလေးတွေပေါ်လာတဲ့မြတ်သဘာဝတရားလေးတွေရဲ့သူ့ရဲ့ကိုယ်ပိုင်အမှတ်သားလေးတွေကိုဆုံးလို့တယ်ဒီမှာမေဖတ်တာဆိုရင်အာယုနဲ့ဆက်သွယ်ပြီးတယ်သဘောဝေဒနာဆိုရင်အာယုကို experience အတွေ့အကြုံရသွားတဲ့သဘောအင်းညာဆိုရင်မှတ်တဲ့သဘောပထဝီဆိုရင်ဟိုခက်မာတယ်အဲ softness hardness ပေါ့မာတဲ့သဘောပြောတဲ့သဘောဒီသောဆိုရင်ပူတဲ့သဘောအေးတဲ့သဘောအဲ့ဒီသဘောလေးတွေသဘောလေးတွေကနေပြီးတော့ပိုင်ပိုင်နဲ့နဲ့တိပီဆိုတဲ့အခါကျမှအဲ့ဒီသဘောလေးတွေမမြဲမှုကဆက်ပြီးတော့သိတာမှာမမြဲမမြဲတဲ့သဘောလေးတွေသိလာတာအာမညာလက္ခဏာလို့ခေါ်တယ်သူကသဘာဝလက္ခဏာရင်အာမညာလက္ခဏာရင်နှစ်ခုရှိတယ်အာမညာဆိုတာအများဆိုင်လက္ခဏာအင်္ဂလိပ်လိုယူနီဘာဆယ်ကာရက်တာရစ်စတစ်ပြန်ဒါကြတော့ individual characteristic သူကကိုယ်ပိုင်သိတဲ့သဘောလေးတွေဒါကြတော့သင်္ခါရတရားအလုံးနဲ့ဆိုင်တဲ့သဘောတရားအဲ့တော့ဝိပဿနာမှာအဆင့်ကလေး20ရှိတယ်ပေါ့ပထမအဆင့်ကယုံနယ်ရဲ့သဘောလေးကိုသိတာပထမအဆင့်ပြီးတဲ့အခါဒီဟာကိုရင့်ကျက်လာတဲ့အခါကျတော့မမြဲတဲ့သဘောကိုဆင်းရဲတဲ့သဘောဆင်းရဲတယ်ဆိုတဲ့ဟာလည်းသူကမမြဲမှုတွေမပြတ်နှက်ဆက်နေလို့ဆင်းရဲတယ်လို့ပြောတာသူကလူတွေအရာထဲပြောတဲ့ဆင်းရဲတာမျိုးမဟုတ်ဘူး အဲ့ဒီသဘောလေးတွေကိုအနိစ္စဒုက္ခအနတ္တပေါ့နော်ကိုကိုဖြစ်ပြနိုင်မဖြစ်ပြဆိုရင်အနတ္တတော့အဲ့ဒါလေးတွေကအများဆိုင်ပေါ့အဲ့ဒီနှစ်ခုပိုင်ပိုင်နိုင်နိုင်သိလာအောင်ဓမ္မကြိုးစားတာကိုစိတ်ထဲမှာပေါ်လာတဲ့မြတ်တရားတွေဟာယုတ်ဓမ္မနန္ဒမတွေဟာခေါနာဒီတဘာဝနှစ်ခုနဲ့ရှုမြင်သုံးသပ်နိုင်တဲ့အနေအထားမျိုးရှိလာတာပေါ့နော်အဲ့ဒီလိုရှုမြင်သုံးသပ်နိုင်တဲ့အနေအထားရှိလာတဲ့အခါကျတော့ ီသင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကနောက်လက်ချက်မှများလာတဲ့အခါတတိတွေဆွမ်းအားတွေတမာတွေဆွမ်းအားတွေတွေ့တဲ့အခါကျတော့ဖြစ်တာပြက်တာလေးတွေမြင်ရင်ကနေပြီးတော့တမာတိတရားနဲ့တအားကောင်းလာကောင်းလာပြီးစိတ်တွေနဲ့တအားချိလာပြီးဆက်တာနောက်ပိုင်းကျတော့ကိုကပြီးတဲ့မှတ်တဲ့စိတ်ကအလွန်ထက်သန်လာပြီးအတွက်ကြောင့်ဖြစ်တာကိုတောင်မမြင်တော့ဘူးပြက်နေတာတွေကြီးပဲမြင်သွားတဲ့အဆင့်ရောက်ဉာဏ်သာဘူးသူကဉာဏ်နဲ့ဆိုတဲ့သဘောက အခုတပည့်တော်တို့တွေးတဲ့အာယုံတွေကအများကြီးလွတ်တယ်အများကြီးလွတ်နေဟိုဘောလုံးကစားတဲ့လူရှိတယ်တစ်ဖက်မှာ10လုံးကစားတယ်ဆိုတာအလုံး20နဲ့ဘောလုံးကစားတဲ့လူတရားဟိုစာကတ်တွေပဲအစ်မထားလေးပြကျွလူမြောက်ပြီးတော့ဖမ်းတယ်တစ်လုံးမှမလွတ်စရာသူ့လက်ထဲမှာလည်းတစ်လုံးမှမရှိဘူးအဲအဲ့ဒီလူအာယုံတွေပေါ်မှာလည်းတစ်ခုမှလွတ်မသွားအောင်ဖမ်းနိုင်တဲ့အချိန်ရောက်သွားရတယ် အဲ့ဒီဖန်းနိုင်တဲ့အဆင့်ကိုရောက်အောင်ဆိုတာခုသတိစွမ်းအားတွေတမာတိစွမ်းအားတွေပညာစွမ်းအားတွေတားထက်လာမှာပြုလိုက်ရအဲ့ဒီအဆင့်ရောက်ဖို့အများကြီးလိုသေးတယ်ကျင့်ရမယ်အဲ့ဒါကျင့်လာတဲ့အခါနောက်ဆုံးမှာဖြစ်နေတာလေးကြီးပဲမြင်လာတဲ့အခါကျတော့စိတ်ထဲမှာဘယ်လိုအတွေ့အကြုံအာယုံထဲမှာဘယ်လိုဉာဏ်ထဲမှာဘယ်လိုပေါ်လာလို့ဆိုသင်္ခါရတွေဟာကြောက်စရာကြီးပါလားလို့ဆိုရဲတွေးကြည့်တဲ့ဟာမဟုတ်ဘူးသူကအတိဉာဏ်ထဲမှာကိုပေါ်လာတာ ။ဆောက်ဆရာကြီးတွေပြက်တာကြီးမြင်နေကြတဲ့ကြောင့်ဆောက်ဆရာကြီးလိုမြင်လာဆောက်ဆရာကြီးမြင်လာတဲ့အခါကျတော့ตายမှုဆိုတာဘယ်နေရာမှာရှာလို့မရတော့ကျုံမှလည်းตายမှုရှာလို့မရဘူးနာမလည်းตายမှုရှာမရဘူးအဲตายမှုတွေရှာမရတဲ့အခါမှာဘာဖြစ်နိုင်လဲဆိုဒါကြီးကလွတ်သွားရင်ကောင်းမှာပဲရှိရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံကဝင်လာဝင်လာရင်တွေ့လို့ကြောင်းပြန်ပြီးတော့ဆင်ញင်သုံးသက်လာတယ် ချင်းချင်းသုံးသပ်လာတဲ့အခါကျတော့သင်္ခါရရဲ့သဘောဝတရားတွေဟာဒီတိုင်းပဲချက်ချင်းမုံညင်းဆိုတဲ့သူတို့အပေါ်တွေမှာဟိုစိတ်ထဲမှာမရှိတော့ဘူးစိတ်ဟာတည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွားအဲ့တည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွားတဲ့ဒီညံစွမ်းအားဟာအလွန်ထက်လာပြီဆိုတဲ့အခါကျတော့ခေါဏသင်္ခါရတရားတွေကိုရှုရင်းရှုရင်းနဲ့သင်္ခါရတရားတွေဟာကိုယ့်ရဲ့ဒီယုတ်တရားနဲ့တရားတွေဟာဒါသင်္ခါရအာယုန်တွေပေါ့အဲ့သင်္ခါရအာယုန်တွေကလုံးဝမဖြစ်တဲ့ trace လောက်သွားတာပေါ့ object တွေ trace လောက်သွားတဲ့အခါနောက်ဆုံးမှာလုံးဝချုပ်သွားတဲ့အဆင့်လေးထိအောင်သူကမြင်လိုက်ဘယ်နေရာသွားရင်သူကဆုံးသွားတယ်ဆိုတော့ဆုံးလေးသင်္ခါရတရားတွေလုံးဝမဖြစ်တဲ့အဆင့်လေးကိုမြင်လိုက်ပြီဆိုလို့ရှိရင်ဒါနိဗ္ဗာန်မြင်တယ်လို့ပြောရတာပေါ့နော်သင်္ခါရနာအဖို့သွားတယ်ဆိုတော့ရှိလို့ချုပ်ချုပ်တဲ့ချုပ်လို့ချုပ်တာမဟုတ်ဘူးကိုယ်လို့ချုပ်တာမဟုတ်ဘူးဆိုရင်ဖြစ်လာเสียရှိတာကိုအဖြစ်မခံတော့ဘူးထပ်မဖြစ်လို့ချုပ်သွားတယ် မဟုတ်ဘူးအဲ့လည်းလို့လည်းမဟုတ်ဘူးဘယ်လိုလဲမဟုတ်သင်္ခါရတရားဆိုတာကတော့သူ့ဟာသူ့အကြောင်းမဟုတ်တပဲတော့ရှောက်တာချုပ်တာဘူးအေးချုပ်တာဆိုတာသင်္ခါရတရားဆိုတော့သူ့အကြောင်းရှိလို့သူ့ဟာသူ့ချုပ်နေတာပဲကိုကအတိညာဉ်နဲ့လိုက်သွားရင်လိုက်သွားရင်ကနေပြီးတော့သင်္ခါရတရားတွေဒီဖြစ်ချင်းပြက်ချင်းမရှိတော့တဲ့အဆင့်လေးကိုမြင်လိုက်တာမြင်လိုက်တော့သဘာဝသူ့ဟာသူ့ချုပ်အဲသူ့ဟာသူ့ချုပ်တဲ့အဆင့်ရှိတယ်နိအဲ့ဒါကိုကိုကအတိညာဉ်အတိညာဉ်ကမြင်တာ လေ့ကျင့်ရင်လေ့ကျင့်ရင်းနဲ့သင်္ခါရတရားလေးတွေကကိုယ့်ရဲ့အရှုခံအာရုံဖြစ်တဲ့သင်္ခါရတရားလေးတွေကတိမ်မွေးသွားတာဆိုပါတော့ထက်လီဝင်လေလေးတွေမဲ့တမာရီဆွမ်းအားကောင်းလာရင်ပျောက်သွားတယ်လို့ထင်ရအောင်တိမ်မွေးသွားတာလေအဲ့ဒီအဆင်ရောက်သွားတာကိုဆုံးလို့ပေါ့နော်ရောက်သွားလို့ရှိရင်ခုနကိရိသာတွေဆိုအဆင်လိုက်ပြန်ရှားသွားတယ်အဲ့ဒီအဆင်ရောက်မှသူကဝိပဿနာဉာဏ်ရဲ့သူကလုပ်ငန်းတစ်ခုမှဆုံးသတ်တာအလွယ်ချက်ဝင်ဆရာတော်ဗျာ ိတ်แท้ကိုစိတ်ကြီးတစ်ခုတစ်ခုဝင်နေသဘောပေါက်သဘာဝငါလက်ခံနေပြီးတော့ပြန်ထွက်သွားတယ်။အာမတိလိုလက်ခံငါသိစက်တာပဲ။ဒါကြောင့်သူ့ဟာဒီသဘာဝကိုချက်သွားတယ်။သူကဖြစ်ခွင့်မပေးတော့ပြောတာမဟုတ်ဘူး။ तू ကအကြောင်းရှိနေတယ်နော် तू ကဖြစ်မှာပဲကိုကခွင့်ပေးတာမပေးတာနဲ့မဆိုင်ဘူး။ကိုကသိတာမသိတာပဲဆိုင်တယ်။